တကယ်လို့ဖလားသားမရခင်ရင်ဘာအထိပယ်မှရှိမှာမဟုတ်ဘူးလို့အမော်ရင်ဆို Volun ကျဆင်းများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester United အသင်းကို Europa League ဘောလုံးပွဲစဉ်ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့အသင်းနီးပြ Ruben Morin ကတော့လက်ရှိချိန်မှာစိတ်ဖိစီးမှုတွေရှိနေတယ်လို့ဝန်ခံလိုက်ပြီးသူဟာတိကျဖို့ကောင်းတဲ့နီးပြတယောက်ဖြစ်စေမှာတယ်လို့လည်းဖွင့်ဟပြောကြားလိုက်ပါတယ် ယူနိုက်တက်တင်ကလာမယ့်မေလ22ရက်နေ့မှာပြီးပောင်မျိုးဝဆန်မာမတ်စ်အားကစားကွင်းမှာပြည်တွင်းပြိုင်မှတ်တော့တင်ဟန်ဟော့စ်ပါတင်နဲ့ယူရိုပါလိဘလူးဘွဲကိုကစားရမှာဖြစ်ပါတယ်။ဒီပွဲမှာအနိုင်ရခဲ့ရင်အသင်းအတွက်အဓိကစုဖလာတစ်လုံးပြင်2025-26ချန်ပီယံလိပြိုင်ပွဲအတွက်ဝင်ခွင့်ကိုပါတပါးရရှိမှာဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုမျိုးကအသင်းရဲ့အမာခံပြည်သက်တွေအတွက်အားရစရာအောင်ပွဲခန့်စရာဖြစ်လာမှသိကြပေမဲ့အသင်းကပရီးမီးယားလိမှာအဆင့်15နေရာထိရောက်ရှိနေတာကြောင့်အလွန်တရာတောင်းဆိုမှုများတဲ့နှီးပြရာတို့အတွက်သူစီယာနဲ့ပြည်သက်တွေကအထီးထပ်ပို့ပြီးတော့မျှော်လင့်ထားကြတယ်ဆိုတော့အာမိုရင်ကဝန်ခံခဲ့ပါတယ်ရှီရိုပါလိဆီမီဖိုင်နယ်မှာဘီဘာအိုအိုထရဖို့ကွင်းမှာလေကိုတကိုးနဲ့အနိုင်ယူပြီးနှစ်ကြော့ပေါင်းရှာလတ်ခုနှစ်ကိုတကိုးနဲ့တတောင်တတအနိုင်ရရှိခဲ့ပြီးတဲ့နောက်အမော်ရင်က TNT Sport နဲ့တွေ့ဆုံရမှာ ဒီလိုမျိုးခတ်ခဲတဲ့ရာသီတစ်လျှောက်လုံးကျွန်တော်တို့အားပေးခဲ့ကြတဲ့ပရိသတ်တွေအတွက်ဒါကျွန်တော်တို့အ ਨੇ ဆုံးတော့လှုပ်ပေးနိုင်တဲ့အရာပါပဲ။ဘလူးဘွဲကြောင့်ကျွန်တော်အခုကတည်းကဖီအားရီအယမ်းများနေပါပြီ။တကယ်လို့ကျွန်တော်တို့ဖလားမယူနိုင်ခဲ့ဘူးဆိုရင်ဒါဘာမှအတိတ်ပဲရှိတော့မှာမဟုတ်ပါဘူး။ဒါပေမဲ့အရင်ညအောင်ရောက်ရှိခွင့်ရလို့ဝမ်းသာပါတယ်။ဘာရီဆက်ဖြစ်မလဲဆိုတော့စောင့်ကြည့်ကြတာပေါ့။ကျွန်တော်ကိုယ်တိုင်ကတိတပ်ပို့ကောင်းတဲ့နှိပြဖြစ်တဲ့နဲ့အတင်းရလေလက်ရှိချိန်မှာတိတပ်ပို့ကောင်းတဲ့အနေထားမှာရှိတဲ့နဲ့ဆိုတာကျွန်တော်သိတယ်။ဒါပေမဲ့ကျွန်တော်တို့စူးစမ်းနေတော့မှာ ဥရောပပြိုင်ပွဲတွေမှာတော့ကျွန်တော်တို့တော်တော်လေးကိုကောင်းကောင်းလုံးနိုင်ခဲ့ပေမဲ့ပရီးမီးယားလိမှာတော့ရုန်းကန်နေရပါတယ်လို့ပြောကြားခဲ့ပါတယ်။စပိန်မြေပေါ်မှာစပါတင်နဲ့မရှင်ပြိုင်ငယ်ယူနိုက်တက်သင်းကပရီးမီးယားလိပွဲစဉ်နှစ်ပွဲဖြစ်တဲ့ဝက်ဆန်ချက်စီယိုနဲ့ပွဲစဉ်တွေကိုကစားရအောင်မှာဖြစ်ပါတယ်။အမော်ရီရဲ့အသင်းနဲ့ဂုံတိတ်ခါကြီးမာတဲ့ဆူဖလာယိုမရှင်ပြိုင်ခင်မှာအသင်းရဲ့အရှိန်ဟုန်ကောင်းတစ်ခုတိစောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်